က်ဆင်းနေတယ်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲကက်ဆင်းနေတယ်ဆိုတာကိုအင်္ဂလိပ်လို stingy stingy ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကဒီစကားလုံးကိုစကားပြောတဲ့အခါမှာဘယ်လိုမျိုးသုံးလို့ရလဲဆိုရင်ဥမာငါတတိကအရန်ကိုကက်ဆင်းနေတယ်သူက bonus တွေမပေးခြင်းမှုလောက်ကြတော့များများခိုင်းတယ် bonus ကြမပေးခြင်းမှုအရန်ကိုကက်ဆင်းနေတာပေါ့အဲအဲ့လိုဆိုလို့ရှိရင် my boss is very stingy my boss is very stingy အဲငါတတိကအရန်ကိုကက်ဆင်းနေတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့က အဲနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်ငါတငယ်ချင်းကအစားတောင်းနဲ့ပတ်သက်ရင်အရန်ကိုကက်ဆင်းနေတယ်ပြောချင်တာကသူကအစားတောင်းနဲ့ပတ်သက်လာလို့ရှိရင်ဘလို့မှမပြေချင်ဘူးသူကသူပဲစားတယ်အဲအဲ့လိုပုံစံမျိုးဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုပြောလို့ရလဲဆိုရင် my friend is stingy with food my friend is stingy with food ငါတငယ်ချင်းကအစားတောင်းနဲ့ပတ်သက်လာရင်ကက်ဆင်းနေတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်အဲဥမာအဲကိုကကက်ဆင်းမနေဘူးကိုကအပိတ်ကန့်ရရောရလို့ပြောချင်ရင် i'm not stingy I'm not stingy အဲငါကစင်မနေဘူးပေါ့ဟုတ်ပြီဆိုတော့နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်ဒီကစင်နေတဲ့လူတွေကပေးကမ်းလူတိုင်းရတာတွေမကြိုက်ဘူးလို့ပြောချင်ရင် stingy people don't like giving stingy people don't like giving ဒီကစင်နေတဲ့လူတွေကပေးကမ်းရတာတွေကိုမကြိုက်ဘူးဟုတ်ပြီဆိုတော့အဲနောက်ခုဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်အဲကစင်မနေပါနဲ့အဲလိုပြောချင်ရင် and don't be stingy down be stingy and casino နဲ့ပါနဲ့အဲ့လိုပြောတယ်ဆိုတော့ကျွန်တော်တို့ကဒီ casino နဲ့တာနဲ့ပတ်သက်ပြီးပြောချင်တယ်ဆိုလို့ရှိရင် stingy ကိုသုံးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်